ားလုံးပဲမင်္ဂလာပါဗျာအဲ့တော့ကျွန်တော်တို့ဒီတစ်ပတ် Super Sunday မှာတော့ English Premier League ပွဲစဉ်တစ်ပွဲဖြစ်နေကျွန်တော်တို့ Liverpool အသင်းက Manchester City ရဲ့အိမ်ခွင်းမှာကျွန်တော်တို့ဧည့်သည်ဖြစ်နေသွားပြီးတော့ကစားခဲ့ရပါတယ်အဲ့တော့အလုံးသိကြတဲ့အတိုင်းပါဗျအဲ့တော့ပွဲပြီးမှာ Manchester City က3ဂိုး Liverpool ကဂိုးမရှိဆိုရရလနဲ့ပွဲပြီးသွားတယ်ပေါ့လေအဲ့တော့ကျွန်တော် Liverpool အသင်းကတော့အခုအဲ့ပွဲရဲ့ဟိုအရှုံးရ ကျွန်တော်တို့ MBCI ဟို18ကိုရောက်သွားတာပေါ့လေအဲ့တော့ကျွန်တော်တို့ကဒီပွဲကိုတော့အများကြီးတော့မျှော်လင့်မထားဘူးဒါပေမဲ့ကျွန်တော်တို့ကဟိုမရှုံးဖို့တော့အဥတီချက်ဟိုမျှော်လင့်ချက်ရှိတယ်ပေါ့ကျွန်တော်တို့ဟိုပေးသက်တယ်အနေနဲ့ဘာဖြစ်လို့လဲဆိုတော့ Liverpool ရဲ့ form ကအဲလူအစ်စ်တွေနဲ့အထိုင်မကျသေးတာကိုနီးပြရဲ့အဲတူသွားခြင်းနဲ့ဝေးစားတူသွားခြင်းနဲ့ကစားကွက်ပုံတံခါးက ိုမတည်ငြိမ်သေးတာရောကြကျွန်တော်တို့ကဟိုနားလေထားတယ်ဒီပွဲအတွက်ကျွန်တော်တို့ရဲ့ပြောလင်းချက်ကြီးကြီးမားမားမထားထားဘူးဒါပေမဲ့မရှုံးတော့ဘူးဆိုတော့အထီတော့ပြောလင်းထားတယ်ပေါ့လေအဲ့တော့ဒီပွဲတည်ကြတဲ့အတိုင်းပဲဒီပွဲရဲ့အဲနောက်ဆုံးရလက်ကတော့ကျွန်တော်တို့မှာကအကြောင်းအရာမျိုးစုံအကြောင်းပြချက်မျိုးစုံတော့ရှိတာပေါ့လေဒါပေမဲ့လည်းဟိုအားလုံးခြုံငုံပြီးတိုးစက်ရရင်ကျွန်တော်တို့အသင်ခြေစွမ်းညံ့လို့တစ်ဖက်အသင်ကခြေစွမ်းကောင်းလို့ ဒါနိုင်သွားတယ်ကျွန်တော်တို့အသင်းခြေသွင်းညံ့လို့ရှုံးသွားတယ်ဆိုတာကတော့ဒါကျွန်တော်ညင်းလို့မရတဲ့အချက်ပါအဲ့တော့ခုနပြောတဲ့အကြောင်းအရာများစွာတွေကကျွန်တော်မြင်တဲ့အချက်လေးတွေဆွဲပြောရမှာဆိုရင်တော့ဘာပဲပြောအိမ်ခွင်းအဝေးခွင်းကံတဲ့ဘောလုံးပွဲစဉ်တိုင်းမှာအိမ်ခွင်းရဲ့အိမ်ရှင်အာသာချက်ဆိုတာကတော့ဒါရာဂိုင်လုံးတစ်ခုအနေနဲ့ဒါပါဝင်လေးပွဲရဲ့အနိုင်ရှုံးပွဲရဲ့ရလက်ပေါ်မှာရာဂိုင်လုံးတစ်ခုအနေနဲ့ပါဝင်ပတ်သက်လေးရှိတယ်ဆိုတော့ဒါညင်းလို့မရပါဘူး ကိုလည်းကိုယ့်အိမ်ခွင်မှာကိုယ်အသာစီရလို့သူများကြီးလည်းသူများအိမ်ခွင်မှာအသာစီရကြတာပါပဲအဲဒါကတော့ညင်လို့မရဘူးလေနောက်တစ်ချက်ကအာကျွန်တော်တို့ရဲ့ဟိုဘယ်လိုကောင်းမလဲကစားပွဲအပေါ်မှာထားတဲ့စိတ်ပေါ့လေအဲ့တော့ဒီမနီးရပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ကစားသမားတွေရဲ့ဒါပောက်ကွဲအားပေါ့လေဟိုငါတို့ကလက်ရှိချန်ပီယံအနေနဲ့ငါတို့ကြံနေတာဖြစ်တယ်ငါတို့ဒီပြီးခဲ့တဲ့နှစ်ကပူနေနေဒါ title ကိုကင်မြောက်ထားတဲ့ champion တွေဖြစ်တယ်ဒီ champion ဆိုတဲ့စိတ်တဲ့နဲ့ဒါဘယ်အသင်းနဲ့တွေ့တွေ့ငါတို့ကဟိုလုံးဝဟိုဘယ်လိုခေါ်မလဲအာအမြဲတမ်းအစင်းသေးဖြစ်နေတဲ့ဒါနေသားတစ်ခုနဲ့ကျွန်တော်တို့ကပြိုင်ဆိုင်ကြရမှာပေါ့လေအဲ့လိုစိတ်မျိုးပျောက်နေရလို့တော့ကျွန်တော်မြင်တယ်ဟိုဟိုရှေ့ပွဲမှာတွေရပေါ့နော် Chelsea ကိုရှုံးနေထားလိုက်ပါတော့ကျွန်တော်ဟိုက Crystal Palace ကိုရှုံးနေ Brentford ကိုရှုံးနေ ဟိုရှုံးသွားလဲသူတို့ကရှုံးသွားတဲ့ပုံမှာအဲခံစားမှုပေါ့နော်ကျွန်တော်တို့ဖန်နေတာရှုံးသွားရင်ငူငန်ငန်ကြီးတွေဖြစ်ပြီးတော့ကျွန်တော်တို့မှာအဲ့လိုပေါ့နော်ခဏတစ်ပြုတ်အဲ့လို post meet သွားတာပေါ့ဗျာအဲ့လိုမျိုးကြီးဖြစ်ပြီးတော့ပစာဟောင်းသားနဲ့ကျွန်တော်တောင်ကြီးတွေအဲ့ဘောလုံးမပြီးတဲ့ဟာကြီးကိုထိုင်ကြည့်နေတာမျိုးတွေကျွန်တော်ဖြစ်အမှုမမဖြစ်သွားတတ်ကြတာတော့ကျွန်တော်ဖန်နော်ဒီပုံမှာကျွန်တော်တို့ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲကျွန်တော်တို့ကအသင်းပေါ်မှာအားပေးတဲ့ဖန်ကျွန်တော်တို့ရဲ့အဲဟို ါဝင်ပတ်သက်မှုဆိုအဲ့လောက်လေးပဲရှိရအောင်တကယ်ကိုထဲထဲဝင်ဝင်နဲ့ကိုယ်တိုင်ကိုကြပါဝင်ပတ်သက်နေကစားသမားတွေကိုကြည့်လိုက်လို့ရှိရင်ဘလုံးဘွဲတစ်ပွဲရှုံးသွားလဲအာအရင်ခံစားရတဲ့ပုံမပေါ့ဘူးဗျာကျွန်တော်ဆိုလို့ကျင်တာကအာဒီအဲပြိုင်ပအသင်းသားတွေနဲ့ဒါဒါကတော့ဟိုလူကြီးလူကောင်းစံနာတို့ဒါသဘောကျပါတယ်ဒါပေမဲ့လေခံစားမှုဆိုတော့မျက်နှာမှာပေါ့ အဲ့လိုခံစားမှုမျိုးသူတို့ညံ့တာမှမရှိဘူးဗျာပွဲပြီးွားလဲအင်ကြီးလဲခြင်းလဲလဲနေမယ်လက်စွဲနှုတ်ဆက်ခြင်းလဲဆက်နေမယ်ဒါပေမဲ့ဒီပွဲကြီးကတော့ဘာလို့ရှုံးရတာလဲဆိုတော့အတွေးတစ်ခုနဲ့ရင်ထဲမှာဖြစ်နေတဲ့အဲခံစားချက်တစ်ခုကညံ့တာပုံမှာပေါ်မနေဘူးဗျာကစားသမားတော်တော်များများနေအဲ့တော့အဲ့ဒီမှာတဲကိုကကျွန်တော်တို့ကအဲလွေးတာပေါ့လေဘာလို့ဆိုတော့ငါတို့ဒီလက်ရှိချန်ပီယံဖြစ်တည်ဆိုတော့စိတ်သူတို့မှမရှိကြဘူးဗျာဒါပေမဲ့အလိုခံစားမိရပေါ့လေနောက်တစ်ခုကအမနီယာပွဲဆိုရင်ဒါ ဟိုကျွန်တော်တို့ရဲ့ဟိုဒီဒီဒီကိစ္စကြောင့်ရှုံးတယ်လို့မပြောဘူးကျွန်တော်ဆိုလိုချင်တာ overall ကကျွန်တော်တို့ခြေစွမ်းညံ့လို့ရှုံးတာဒါမှန်တယ်ဒီစနစ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်ခြေစွမ်းပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေရှိတယ်တရားတွေကြောင့်ကျွန်တော်တို့ရှုံးတာဒါကျွန်တော်လက်ခံတယ်ဒါမဲ့ဟိုအစိတ်ပိုင်းတစ်ခုအနေနဲ့ပါတာကမနည်းရဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးပေးခဲ့ခံလိုက်ရတဲ့ penalty ပေါ့ဗျာဒီ penalty ကဒါဂျိုကူကတော့အရန်ကောင်းပါတယ်မနည်းရ ဒူကောင်းတယ်ဆိုတာလေကျွန်တော်ကတော့မျက်မျက်တတပဲတွေ့တယ်ဒူကူကပွဲတိုင်းတော့ကောင်းနေတယ်ကစားသမားတော့မဟုတ်ဘူးဒါပေမဲ့သူ့ရဲ့ speed နဲ့သူ့ရဲ့ဒီတွားယုံအားတွေကတော့အရန်ကိုအရန်ကောင်းတဲ့ကစားသမားဆိုတာကိုလက်ခံတယ်ဒါပေမဲ့ပွဲတိုင်းတော့မဟုတ်ဘူးပေါ့လေအဲ့တော့သူ့ကိုတစ်ဖက်နောက်တန်းကအတင်းတိုင်းဒီဘက်မထိချုံနိုင်တာမျိုးတော့မဟုတ်ဘူးပွဲတိုင်းလည်းသူမကောင်းပါဘူးဒါပေမဲ့မနီးကကောင်းတယ်ဆိုတာဘာလို့သူကောင်းတာကိုဘာလို့ကအယောင်တင်ပေးလိုက်လဲဆိုတော့ကျွန်တော်အမြင်တော့ Bradley ကရှေ့မှာ Vinicius Vinicius Junior ရဲ့အာ ် MVP ရယ်ဆိုတော့ကဘာကဘာဘလွန်ဒီယောစုကိုဟိုအမြဲတမ်းချိန်ရွယ်ပြီးတော့ဘလွန်ဒီယောစုရဲ့ဇင်းင်းထဲမှာအမြဲတမ်းပါနေတဲ့ကဘာအကောင်းဆုံးကစားသမားတွေကိုချန်ပီယံလိလို့ပွဲကြီးတစ်ပွဲမှာမိနစ်60လုံးထိန်းထားရတဲ့သူ့ရဲ့စွမ်းဆောင်ရည်တစ်ခုနဲ့သူတုံးခဲ့ရတဲ့အဲစွမ်းအားတွေ energy တွေတစ်ခုသူဆုံးရှုံးထားရရှိတယ်ဗျာအဲ့တော့ရှိတဲ့အတွက်ကြောင့်ဒီပွဲမှာကအဲသူ့ရဲ့စွမ်းဆောင်ရည်အပြည့်အဝကျွန်တော်မရအောင်အဲ့တော့မရတဲ့အတွက်ကြောင့်ဒူဂူက အဲ Bradley မထိန်းနိုင်ဘူးဆိုပြီးတော့ဖြစ်သွားတဲ့သဘောတော့မြင်တာပေါ့နော်ဒါကျွန်တော်အမြင်ပေါ့လေအဲ Bradley သာ India အပြည့်ဆိုလဲဒိုကူအဲ့လောက်ထိဟိုအယောင်တောက်ဟိုဒီလိုတိုးအားယုံအားအများကြီးလုပ်လို့ရမှာမထင်ဘူး Bradley block တိုင်တာလေးဖြစ်နိုင်တာဖြစ်ဖြစ်ကောင်းဖြစ်လိမ့်မယ်လွတ်ထွက်သွားတာကြီးအဲချိချင်မှာရှိလိမ့်မယ်ပေါ့လေအဲ့ဒါတခုပေါ့အဲ့တော့မနေ့ကဒိုကူဖြစ်တဲ့ပနယ်တွေဆိုရင်ကျွန်တော်တို့ဂိုသမားကလုံးဝ စားသမားကိုဘလော့လုပ်ခြင်းနဲ့စံနှုန်းနဲ့ထွက်လာတာမဟုတ်ဘူးဆိုတာက VR ကြည့်ကြည့် YouTube slow motion ကြည့်ကြည့်ကျွန်တော်တို့မြင်နေရတယ်။သူခြေတော့ကြီးရှေ့ထုတ်ထားတာတောင်သူ ပြန်ဒူးကောင်းကိုပြန်ကွေးပြီးတော့ဟိုသူအဲ့လို slide နဲ့တော့ပါသွားတာပေါ့ဗျာ slide ဆိုတော့မျက်ခင်းကိုကျွန်တော်တို့အောက်ကကြောက်စလစ်ခဲခင်းထားတာမှမဟုတ်တာ။ဟိုထိုးလိုက်ရင်တော့အချိန်နဲ့တော့ပါသွားတာပေါ့။ဒါပေမဲ့သူထိချက်လေးဆိုတာကသူခြေတော့ကဒူးကူကိုထိတယ်ဆိုတာလေဒူးကူခြေပြားသူ့ဒူးကောင်းထိတ်ကိုသွားထိတာကဆိုရင်ပုံမှန်လေးပဲဗျာကျွန်တော်အမြင်ပေါ့လေ။ ဲ့ဒါကို VR ကြည့်ပြီးတော့ဒါ penalty ပေးရပေါ့ဒါကတော့ထားလိုက်ပါတော့ဒါကတော့ဟိုဒါ form မဟုတ်ဘူးဗျဒါလူတိုင်းဘောလုံးပွဲကြည့်တတ်တဲ့လူတိုင်းသိပါတယ်ဒါ form မဟုတ်ဘူးတည်တည်ချာချာကြီး block ချင်ဗျာအဲ့လိုမတူတူတီလုံးမလားဗျတကူလုံးပြစ်ဝင်လိုက်မှာပေါ့ block လို့ချင်ကိုသမားရဲ့တီးလမ်းကြောင်းပိတ်ချင်အခုအဲ့လိုဖြစ်မှာ penalty ပေးရမှာစိုးလူအောင်သူလက်ကောချီရောရုတ်တဲ့အချိန်မှာအရှိန်လေးနဲ့ရှော့ပါသွားတဲ့အချိန်မှာဒုကုချီဗျာကသူ့ဒူကောင်းအဆက်လေးနဲ့သွားထိတာလားမသိဘူးဗျာအဲ့ဒါလေးကို အဲ့ဒါလေးကိုပယ်နယ်တီပြီးတယ်ပေါ့ဒါလုံးဝအရန်အရန်ကိုနုညံ့လုံးနဲ့ထိတွေ့မှုကိုပယ်နယ်တီဆိုတဲ့ကြီးမားတဲ့ပြစ်ဒဏ်ပေးလိုက်တာပေါ့လေဒါတော့ထားပါတော့ဒါကတော့အာဒါအေရှင်ဆိုတဲ့အာသာချက်တို့ပါလို့ရှိတယ်ပေါ့လေထားပါတော့အဲ့တော့ပယ်နယ်တီကန်နဲ့ဒါကျွန်တော်ကိုယ်စားပြန် save တယ် okay ဒါ तू 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 အကြောင်းဖြစ်ခဲ့တယ်လို့ယူဆတဲ့ကိစ္စတခုကို तू ပြန်ပြီးတာဝန်ယူလိုက်တယ်ပေါ့ okay save ပါတယ်အဲ့တော့ဟာလန်ရဲ့ပထမပယ်နယ်တီက miss ဖြစ်ပေမဲ့ဟာလန်ရဲ့အဖွင့်ကူကတော့ကျွန်တော် ကိုးပေးလိုက်ရတယ်။အဲ့ဒါဘာကြောင့်ဖြစ်လဲ။ကျွန်တော်တို့ဒါစင်ထရီမလိုက်တဲ့ဘောလုံးကိုဟာလန်ကသူ့ရှေ့မှာကိုနတီတယောက်လို့ရှိတယ်။ကိုနတီရင်ခေါင်းနဲ့ထိတာဗျာအဲ့ဘောလုံးကကိုနတီထိပြီးတော့ညံပြီးတော့တိုက်လိုက်တဲ့အချိန်မှာဟာလန်ခေါင်းကိုတက်ထိပြီးတော့ဘိုးဝင်သွားတယ်ပေါ့လေ။အဲ့တော့ဂိုသမားကလည်းဒီဒီလာမဲ့ direction ကိုသူမှန်းလို့မရဘူး။မမကကိုနတီကိုခေါင်းလန့်တိုက်ထုတ်လိုက်တဲ့အချိန်မှာဒါကော်နာဖြစ်နေလဲဖြစ်သွားမယ်မဖြစ်ရှင်လဲလက်ပြဘောဖြစ်သွားမယ်ဆိုတော့အဲဘောလုံးမျိုးပေါ့လေဒါပေမဲ့လေကိုနာတီချန်ပီယံက ဟာလန်ချမ်ပီယံလောက်မမြင့်တဲ့သဘောရှိတာပေါ့ဟာလန်ကချမ်ပီယံကိုနာတီရဲ့မြင့်အောင်ပို့ခုံလိုက်တဲ့အချိန်မှာကိုနာတီနောက်လှန်ပြီးတိုက်လိုက်တဲ့ဘောလုံးကသူ့ရဲ့အနောက်မှာကပ်ပြီးတော့မြင့်အောင်ခုံထားတဲ့ဟာလန်ခေါင်းနဲ့ပြန်ထိပြီးတော့ကိုယ်တည်းရောက်သွားတယ်ပေါ့လေအဲဒါမျိုးလေးကတော့ဒါပေးရမယ့်ဘောလုံးမှာဒါကိုနာတီရဲ့ဟိုမာကင်မာကင်မှာလိုအပ်ချက်လေးရှိသွားတာပေါ့လေသူဒီရဲ့အသာဂျမ်မြင့်မြင့်ခုံခဲ့မယ်ဆိုရင်ကို့အနောက်ကဘောလုံးသမားကကိုနဲ့ site to guide to jumping power ကောင်းတဲ့ ကစားသမားဆိုတာအစိုးရတူသိထားတာပဲဗျာတီးတဲ့ပုံမြင့်မြင့်ခုံပြီးတော့အော်ရှင်းရှင်းလင်းလင်းရှင်းနိုင်ခဲ့လို့ရှင်ကျွန်တော်ဒီကိုကတော့ကိုသမားကိုပေါက်တဲ့ခဲ့ရင်တော့ကိုသမားကာကွယ်နိုင်မယ်ပေါ့လေအဲ့လိုမျိုးလေးတော့မြင်တာပေါ့โอเคအဲ့တော့ကျွန်တော်တို့1-0ဖြစ်သွားတဲ့အချိန်မှာကျွန်တော်တို့ပြန်ပြီးတော့အာဒါဟိုချေပါကိုရဖို့ကြိုးစားတယ်ကြိုးစားတဲ့အတိုင်းပဲလေကျွန်တော်ချေပါကိုရခဲ့တယ်ဗန်ဒိုက်ကဂို ခေါင်းတိုက်သွင်းတယ်အဲ့တော့အဲ့မှာကကျွန်တော်တို့ပြောစရာဖြစ်လာပြီဗျပြောစရာဖြစ်လာပြီဆိုတာကကျွန်တော်တို့အများတန်းကအဲကျွန်တော်လီဗာပူးပေါ့နော်ကျွန်တော်ကတော့လီဗာပူးကိုအားပေးရလူမို့လို့လီဗာပူးနဲ့ပတ်သက်တဲ့ဟာပဲကျွန်တော်မန်ယူရဲ့မှာရှိတယ်ပေါ့လေဒါပဲကျွန်တော်ရှိတယ်တခြားအသင်းတွေလည်းအဲ့လိုမျိုးအဖြစ်အပျက်မျိုးကြုံရင်လည်းကြုံခဲ့မယ်အဲခံကျင်လဲခံခဲ့ရဘူးလေဒါပေမဲ့ကျွန်တော်ကျွန်တော်မသိခဲ့ဘူးပေါ့လေဒါပေမဲ့လီဗာပူးကတော့အဲ့လိုမျိုးဒိုင်ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့အဲ့လိုလိုအပ်ချက်တွေသူတို့ရဲ့အားနည်းချက်တွေသူတို့ရဲ့ အဲတပွဲပေါ်မှာတပွဲမတူညီရဲ့ဟိုစိတ်ခံစားမှုရဆုံးဖြတ်ချက်တွေอ่ะကျွန်တော်တို့အသင်းရဲ့ဟိုနစ်နာမှုတွေဖြစ်ခဲ့တာတွေရှိတယ်ပေါ့နော်ဟိုရောဆိုလဲစပါပေါ့နော် Louis DS လူမကျွန်မဲနဲ့လူကျွန်มาတယ်ပြောပြီးကျွန်တော်တို့ကိုမပေးခဲ့တာတွေအဲ့ဒီပွဲရှုံးတဲ့ effect ကကျွန်တော်တို့အဲ့လို champion လမ်းကြောင်းမှာအများကြီးထိခိုက်ခဲ့တာတွေကျွန်တော်တို့မှာအများကြီးရှိတယ်ပေါ့ဒါပြီးတော့အဲ့ဒီဟို ပေါ့နော်ဟိုဒါ Arsenal နဲ့တော့ကလည်းဒါ OD ကတ် ါလက်ကြီးနဲ့ဘောက်ဆဲမှာမူဆလာရဲ့လက်ထွက်တဲ့ဘောလုံးကိုလက်ကြီးနဲ့ပုတ်ထည့်လိုက်တဲ့ဥစ္စာမျိုးတွေကိုလည်းဘောတူဟန်လိုလိုဒါ natural position လိုလိုနဲ့ရောင်းဝါးဝါးလုပ်ပြီးဂိုးမပေးခဲ့တာဒီဒါဟိုပယ်နယ်တီမပေးခဲ့တာဒါမျိုးတွေကကျွန်တော်တို့အတွက်အဲဟိုကွဲပြားစေတဲ့ဟိုဘယ်လိုခေါ်မလဲရလက်တွေနဲ့ကျွန်တော်တို့ရဲ့ champion ပြည်လမ်းပေါ်မှာထိခိုက်စေတဲ့အကြောင်းအရာတွေပေါ့လေဒီလိုမျိုးတွေကိုကျွန်တော်မြင်တာပေါ့အဲ့တော့ van dyke ရဲ့ဂိုး van dyke ရဲ့ဂိုးကလည်း ရောဘတ်ဆင်ကဒါဘောလုံးသမားတိုင်းလုံနေကြကိစ္စပဲဗျာ။ဘာဖြစ်လို့လဲဆိုတော့ကော်နာကန်တော့မယ်ဆိုရင်တစ်ဖက်ကိုးသမားနားမှာကအဲကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းသားတယောက်ကအမြဲတမ်းနည်းနည်းလေးကိုးသမားကိုနည်းနည်းလေးအဲအာယုံထွေပြအောင်နည်းနည်းလေးအနာမှာအလုပ်လုပ်ပြီးနေရတဲ့အဲဒါဂိမ်းပလန်ရှိပြီးသားဒါအသင်းတိုင်းလုံနေကြပါပဲ။မန်စတာစီးတီးရဲ့ခဏခဏလုံပါတယ်။အသင်းတိုင်းလုံပါတယ်။အဲ့တော့ဝဲကြလာတဲ့ဆာလာတင်လိုက်တဲ့ဘောလုံးဝဲကြလာတာကိုဗန်ဒိုက်ခေါင်းတိုက်တယ်။ကိုးသမားရဲ့အဝေးတိုင်အောင်တိုက်တယ်။ ိုးသမားကဒါသူ့ရဲ့ညာဘက်ကိုလုပြီးတော့ position ယူထားတဲ့အချိန်မှာဘယ်ဘက် down ကိုတိုက်တာဗျာ cross တိုက်တာပေါ့လေ cross တိုက်တဲ့အချိန်မှာဘောလုံးက direction ကလမ်းကြောင်းကိုသွားတယ်ဂိုးသမားကလည်း van dyke တိုက်လိုက်တာကိုမြင်ထားပြီးသားဂိုးတဲ့ကိုဘောလုံးသွားတာလည်းသူမြင်တယ်ဒါပေမဲ့သူ့ position ကညာဘက်မှာဟိုပိုများနေတော့ဘယ်ဘက်ကိုလှမ်းပြီးတော့သူဒီကာကွယ်ဖို့ကသူ့အတွက် လက်တဆန့်လည်းမမီလောက်တော့ဘူးဗျာတကယ် narrow angle တွေကိုတိုက်တဲ့သဘောဖြစ်သွားတယ်ဖြစ်တဲ့အတွက်ကြောင့်သူခုန်လိုက်ပြီမဲ့လည်းမမီဘူးဗျာမမီမကန်းနဲ့မမီဘူးဆိုတော့လက်ဖျားနဲ့တော့မထိပါဘူးတော်တော်ဟိုတကယ် narrow angle down နဲ့ဟိုပေါ့ဂိုးတိုင်နဲ့ကတ်ပြီးဝင်သွားတဲ့အလုံးမှာအဲ့တော့ကျွန်တော်တို့ကဂိုးပြီပေါ့ဒါပေမဲ့ VR ပြန်ကြည့်ရဘာဖြစ်လို့လဲဆိုတော့ Robertson လူကျွန်လို့ offside okay Robertson ကဒါဘောလုံးသမားလေးလုံနေရဲ့ကိစ္စပဲဗျာ ိုးသမားနာမှာဒါပေမဲ့ဒီဘောလုံးဂိုးဝင်သွားတဲ့အချိန်မှာ Robertson ရဲ့ပါဝင်ပတ်သက်မှုဘာမှမရှိဘူးဘောလုံးလမ်းကြောင်းမှာသူအနောက်ရက်ဖြစ်မှာစိုးလို့တော့သူခေါင်းငုတ်ချလိုက်တယ်နောက်တစ်ခုကဂိုးသမားရဲ့ vision ကိုလည်း block ဖြစ်နေတာမဟုတ်ဘူးဗျအတိသာကြီးဗျ Van Dijk ခေါင်းတိုက်လိုက်တာလေဂိုးသမားကမြင်ရတယ်ဂိုးသမားဒီတိုင်းငုတ်တို့ကြီးဘောလုံးဘောလုံးကိုဘယ်ရဝင်သွားရမလဲကြောက်တောင်ဖြစ်နေမှာမဟုတ် Van Dijk ခေါင်းတိုက်လိုက်လမ်းကြောင်းကိုမြင်လို့တော့သူ Dijk diamond ထိုးလိုက်တယ်ဒါပေမဲ့သူထိုးလိုက်တဲ့ diamond ကမမီဘူးဗျာ မမီဘူးဆိုတာတိုင်ပင်နောက်ကြတာမဟုတ်ဘူးသူ့လက်တကန်းကိုမမီတာသူ့ position ယူထားတာအောက်နေတဲ့အတွက်ကြောင့် van dyke ခေါင်းတိုက်လိုက်တဲ့အလုံးကအလုံးက narrow angle တကယ် quality angle ကိုတိုင်နဲ့ပိုက်နေကြားတဲ့ quality ဝင်သွားတဲ့အတွက်ကြောင့်သူ့ဘလူးတိုက်ထိုးသူ့ကိုမမီတဲ့အနေထားကနေလှမ်းတိုက်ထိုးလိုက်တဲ့အတွက်ကြောင့်ဂိုးသွားတာအဲ့တော့ goldma vision ကို robertson က block ဖြစ်လို့မမြင်မကန်းတဲ့ဘယ်တော့ဝင်သွားလဲဆိုပြီးတော့ဖြစ်သွားတဲ့အလုံးမျိုးလည်းမဟုတ်ဘူးအဲ့ဒါကြီးကို var ကကြည့်ပြီးတော့ဂိုးကိုပဲဖြစ်တယ်ကျွန်တော်တို့ ခန်းစားချက်ကဗျာဒါဘောလုံးသမားတွေတော့မသိဘူးဖန်တယောက်အနေနဲ့ဘယ်လိုခန်းစားရလဲဆိုတော့စိတ်တွေတော်တော်ကြာသွားကျွန်တော်တို့အဲ့အဲ့ဂိုးကိုပယ်ချက်လိုက်တယ်ကျွန်တော်ဒီပွဲမနိုင်တော့ဘူးဆိုတော့ကျွန်တော်ခန်းစားမိသွားတယ်ဘာဖြစ်လို့လဲဆိုတော့ပထမတော့ကတကယ် soft touch လေးကိုကြီးမားတဲ့ penalty ဆိုပြစ်ထိုင်ပြီးပလိုက်တယ်ဗျာလည်းကောင်က soft touch တော့ soft touch ဆိုတော့သူ့ရဲ့ဒီရွက်ချက်ကြီးထိရမို့မြင်းနဲ့ slide ဖြစ်သွားပြီးတော့တပတ်ကစားသမားရဲ့ခြေပြားလေးနဲ့ထိသွားလည်းကောင်က soft touch soft touch ဆိုတာ post name မှာတော့မြင်ရတာဗျာအဲ့ဒါကို penalty ပေးတယ် โอเคမကူသွားဘူးဒါပေမဲ့ကိုယ့်ဘက်ကခြေပါကူးပြန်သွင်းခဲ့အလုံးကြတော့ပယ်ဖြတ်သွားတယ်အဲ့တော့เนี่ยမဟုတ်တော့ဘူးဗျာဒါကဇညွန်းအယမန်ချက်စတာစီးနိုင်ကိုနိုင်ရမယ်ဆိုတော့ဇညွန်းဘက်ကိုလေးတာဝါပြီလို့ကျွန်တော်ဒါဖန်တယောက်အနေနဲ့ကျွန်တော်ခန်းစားလိုက်ရတာပေါ့လေဒါကိုအတင်ပလေးမကောင်းတာတော့နောက်နောက်တကန်တာပေါ့လောလောဆယ်ပြောချင်တာကအဲ့တော့ကျွန်တော်တို့အပြင်ကကြည့်တဲ့ဖန်တယောက်တော့အဲ့လိုစိတ်တဲ့ရိုက်ချိုးခံလိုက်ရဖြစ်သွားတယ် အားကျမဲ့လည်းအားမပေးကျင်တော့ဘူးဗျာစိတ်ထဲမှာကြည်နေနေစိုးရှိပါသေးရပထမပိုင်းမဲ့ရှိပါသေးဒါပေမဲ့ဆက်မကြည်ကျင်တော့ဘူးဗျာငါတို့တင်ရတော့ရှုံးတော့မှာပဲဆိုတော့ခံစားမှုကြီးရှိနေပြီအာငါတို့တင်ရတော့သွားပြီးပေါ့ဘာလို့လဲဆိုတော့ငါတို့တင်ရရနိုင်သမျှအခွင့်အရေးတွေ chance တွေကဟုတ်ပါဗျာတစ်ဖက်တင်ရအရန်ကောင်းနေရတာကျွန်တော်ကြည်နေမြင်နေရပဲပွဲစားတယ်တစ်ဖက်တင်ရကောင်းနေကျွန်တော်တို့အမြဲဖြူစီစီကစားနေအချိန်မှာကျွန်တော်တို့ရဲ့ chance ဆိုတာအရန်နေတယ်ဗျာ တခါလေကောင်တာရှိမယ်တခါလေဒါတွဲလုံးလေးတွေနဲ့ passing ဟိုတကယ် long distance passing လေးတွေနဲ့ကျွန်တော်တို့က eight chance လေးတွေရတာကျွန်တော်တို့ကဂိုးပြန်ယူနိုင်တဲ့အနေထားပြဒါကိုကျွန်တော်တို့မြင်နေရတယ်ဗျအဲ့တော့ eight chance တွေမှာရခဲ့တဲ့ဂိုးတော့မြင်းပယ်ခံရတယ်ဆိုကြတဲ့ကျွန်တော်တို့ကစိတ်ထဲကကြာသွားပြီအဲ့တော့ဟာပါပြီပေါ့ဒါတော့မနိုင်နိုင်တော့ဆက်စီဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကအဲ့လိုခံစားရရင်ပွင့်တဲ့မှာကစားနေတယ်ကိုယ်တိုင်ကိုယ်ကြားထိတွေ့နေတယ်ကစားသမားတွေကကျွန်တော်တို့ရဲ့ပုံပြီးရောအဲ့အဲ့ခံစားမှုမျိုးရနိုင်တယ် တော့စိတ်သက်ကိုရိုက်ချိုးခံရတယ်လို့ဖြစ်သွားတာပေါ့လေဒါကျွန်တော်ရဲ့ဒီမနီယာပွဲရှုံးရတဲ့အကြောင်းအရာများစွာတွေကခံစားမှုတစ်ခုပေါ့အဲ့တော့ဒါကတော့အိမ်ကွင်းဖြစ်တယ်အဲဒိုင်လူကြီးရဲ့အဲ့လိုမျိုးအာစိတ်သေးထင်တယ်လို့မျိုးစိတ်ခံစားချက်မျိုးစုံနဲ့တပွဲနဲ့တပွဲမတူဘဲနဲ့ဆုံးဖြတ်နေကြတဲ့ကိစ္စတွေပေါ်မှာကျွန်တော်တို့ရှုံးရတဲ့အကြောင်းရင်းများစွာတွေတစ်ခုအနေနဲ့ပါသွားတာပေါ့လေဒါပေမဲ့အရန်သေးတဲ့အစိတ်ပိုင်းတစ်ခုပါပဲထားလိုက်ပါတော့ ဲ့တော့မင်းက play ကိုလည်းကျွန်တော်ထပ်ပြောမယ်ကို့အသင်းအကြောင်းပဲကိုပြောမယ်အဲ့တော့မင်းက play ကလည်းကျွန်တော်ခုနပြောသလိုပေါ့ကျွန်တော်တို့ရဲ့ဒိုကူကောင်းတယ်ဆိုတာကနော်ကျွန်တော်ဒိုကူကောင်းတယ်ဆိုတာကျွန်တော်ကစားသမားဘယ်လိုပါပန်းနေလို့သူပို့ထင်ပေါ်သွားတာပါ Bradley ဒါ Vinicius Junior နဲ့ Mbappe ကိုမထိန်းခဲ့ရဘူးဆိုလို့ရှိရင်ဒိုကူအဲ့လောက်ထိအဆင်မပြေပါဘူးအဲ့လောက်ထိလုံနိုင်စွမ်းမရှိပါဘူးအဲ့တော့အဲ့ဒါလေးရှိပါ အဲ့တော့မနေ့က play ကိုကျွန်တော်တို့ကြည့်မယ်အဲကစားကွက်ထွက်လာတာမှန်တယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာပေါ့မီးပြပေါ့နော်ကျွန်တော်တို့ကအာဘယ်လိုခေါ်မလဲဟိုတပွဲနိုင်လိုက်တပွဲရှုပ်လိုက်တပွဲနိုင်တပွဲရှုပ်လိုက်ဟိုဟာတာအနေနဲ့ပြောရလို့ရှိရင်တပွဲရှုပ်ရင် slot out ပေါ့နော်အာတပွဲနိုင်ရင်အာ game back ပေါ့ဒီလိုမျိုးကခြေလုံးချတော့နေရဟိုဖြစ်နေရကြီးอ่ะတိတ်အဆင်မပြေဘူးဗျကျွန်တော်တို့ကအမှန်မှားကဟိုပုံမှန်ဖြစ်ရမှာဗျာကျွန်တော်လက်ရှိချန်ပီယံဗျာအဲ့ဒါလေးမမေ့ဘူးလို့လာပါ ျွန်တော်လက်ရှိချန်ပီယံကြအခုမှဟိုပရီးမီးယားလိကိုတက်ပြီးတော့ကံမဲ့အသင်းလည်းမဟုတ်ဘူးเนาะပထမတန်းကတက်လာတဲ့အသင်းလည်းမဟုတ်ဘူးအခုမှငကောက်6 6လေးမှာဝဲနေပြီးတော့အခုမှလူသစ်လေးတွေဝဲပြီးတော့ဇရားထိပ်လေးကိုကတ်ဖို့ကြိုးစားနေတဲ့အသင်းမျိုးလည်းမဟုတ်ဘူးလက်ရှိပူပူနွေးနွေးချန်ပီယံပူပူနွေးနွေးချန်ပီယံဘယ်သူမှလွှမ်းမပေးရသေးဘူးချန်ပီယံဆိုရက် title ကိုအဲ့ချန်ပီယံအနေနဲ့ကန့်နေရတဲ့စိတ်ဓာတ်မျိုးတော့ရှိစေခြင်းနဲ့မီးပြမှာပေါ့ကစားသမားတွေမှာပေါ့လေအဲ့မနီးရဆိုလို့ရှိရင် ဆိုဖို့ slide ရတော့ပွဲနဲ့ချေပွဲပြ။အဲ့တော့ကျွန်တော်မိုးဆလာမိုးဆလာကို message ရဲ့အနောက်ကလူငယ်ကစားသမားထားလိုက်တော့ကျွန်တော်တပြည့်အသိနေရဲ့ကစားသမားရေကျွန်တော်နာမည်တွေမသိဘူး။အဲ့တော့ထိန်းထားတာပြမိုးဆလာထွက်လို့မရဘူးညာကျွန်တော်ပြောတာမိုးဆလာတိုးလို့မရဘူးညာအဲ့တော့ဒီပြအနေနဲ့တီးတီးကြီးနဲ့ဘာဖြစ်လို့အဲ့ညာကြီးကိုဟပီးထားတာရောအဲ့ညာကြီးအပုတ်ကကျွန်တော်ပွဲတိုင်းဒီပါမိုးဆလာခြေစွမ်းမကောင်းဘူးကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့တကယ် idol ဗျာကျွန်တော်တို့ရဲ့တကယ်ကိုဟီးရိုးဗျာ legend ဗျာကျွန်တော်တို့အမြဲတမ်းဟို အဟဟိုအမြဲ support လုပ်ခဲ့တဲ့ကစားသမားပြဒါပေမဲ့အချိန်ခါရှိရပြဘောလုံး play ရအခုအချိန်မှာကျွန်တော်တို့ကဘာကြော်ခဲ့တဲ့ဟိုဟိုဘယ်လိုခေါ်မလဲဘောလုံးသမားကြီးတွေစုကန်လဲမရောက်သူ့ရဲ့အသက်အရွယ်နဲ့ဘောလုံးဆိုတာ prime time ရှိတယ်ခွန်အားအပြည့်နဲ့ကစားရတဲ့အားကစားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အသက်အရွယ်နဲ့အကြပိုင်းရောက်သွားလို့ချင်းဘာနဲ့မှဘယ်အတိတ်ရဲ့ဟိုဘယ်လိုခေါ်မလဲဟို title တွေထဲမှာလာပြီးဆယ်လို့မရဘူးကျွန်တော်ပြောချင်တာလေအဲ့တော့ မူဆလာကြလာလားတိတိနဲ့အဲ့ဘက်ကလည်းဖောက်လို့မရလားတိတိနဲ့ဘာဖြစ်လို့အဲ့နေရကိုကစားကွက်အရာကိုနီးပြမူဆလာကိုကျွန်တော်လူစားမလဲခိုင်းတော့ကျွန်တော်ပြောကစားကွက်အရာကိုနီးပြရအရာကိုဖော်မေးရှင်းအရာကိုချိန်ဖို့နီးပြမှာ option တွေမရှိတော့ဘူးလားကျွန်တော်ပြောဥမူဆလာကိုအတွင်းထည့်လိုက်တာမျိုးဗျာသူ့နေရာမှာဥမာတမကျွန်တော်လူဝေးလူဝေးတွေ့မယ်ဗျာသူ့နေရာမှာတခြားကစားသမားတယောက်ကိုကစားခိုင်းလိုက်တာမျိုးအဖလိုရီယန်ဝစ်ဆိုမူဆလာနေရာထွက်ကစားဒါမှမဟုတ်လေခြေဆောင်မူဆလာနေရာထွက်ကစား ဂက်ပူဘယ်မှာမသုံးမနဲ့မိုးဆာလာနေရထွက်ကစားမိုးဆာလာအတွင်းဝင်စမ်းဆိုတဲ့ဟာမျိုးပေါ့လေအဲ့လိုမျိုးဘာဖြစ်လို့မစဉ်းစားရတာလဲပေါ့ဒါကျွန်တော်လူပင်းလို့တွေးတာနော်ကျွန်တော်ဒီဟိုဟိုကျွန်တော်တငယ်ချင်းကြီးအပျော်ကန်သူပဲကျွန်တော်တွေးတာဒီအတွေးလေးကဒီဘက်ကမိုးဆာလာဆိုတဲ့ဒီကဲ prime time ကိုအောက်နေတဲ့ကစားသမားတယောက်ကိုကိုဘက်ကတကယ်ကိုတက်သစ္စာလူငယ်ကစားသမားလှုပ်လို့မရအောင်ထိန်းထားတာမိနစ်60နီးပါးထိန်းထားတာကြီးဘာဖြစ်လို့အဲ့နာအဲ့ဘက်တစ်ချမ်းကို ိုယ့်ရဲ့ဘောလုံး position တွေရောဘောလုံး play တွေရောအတွက်အဆုံးရှုံးခံနေရလဲဆုံးရှုံးနေရတည့်ရဲ့သားနဲ့လဲဘောလုံးတစ်ခုကို billet play လောက်လာပြီဆိုလို့ရှိရင် အပေါ်ရှေ့ရောက်လို့ရှိရင်မိုဇလာစီပဲလန်လန်ထိုးပေးနေတာအဲ့ဒါဘာလောက်တာလဲကျွန်တော်ပြောတာဒီကစားသမားတွေရောအဒီပြဒါပဲလောက်အောင်ဆိုဒါပဲလောက်အောင်စိတ်ဥတီဘူးလေဗျာကစားသမားပွဲထဲမှာရှိတဲ့အခြေအနေတွေကိုသူတို့သူတို့သုံးသက်တတ်ရမယ်လေ ။အငါတို့ဒီဘက်ကြီးပဲထိုးပေးမယ်။တိတ်အဆင်မပြေဘူးနော်။ဒီပြကတော့ဒီဘက်ကြီးပဲထိုးပေးလို့ပဲ။ဒါပေမဲ့ဟိုဘက်ကလည်းငါတို့ပေးစင်ရင်လည်းပေးရမှာပဲဆိုရယ်ခံစားမှုနဲ့မကစားတာလား။စက်ရုပ်လိုပဲဒီပြပေးဆိုရယ်ပေးနေတဲ့အချိန်မှာ program ရိုက်ထည့်လိုက်တဲ့ခေါင်းထဲမှာ program ရိုက်ထည့်လိုက်တဲ့အချိန်မှာဝေလဲကန်းထဲမှာရိုက်ထည့်လိုက်တဲ့အချိန်မှာတောက်ဆောက်ကစားနေကြတာလားတော့ကျွန်တော်မသိဘူး။အဲ့ဒါကြီးကတော့ professional ပြီးသားတာမဟုတ်ဘဲနဲ့လူသားမဆန်တော့ဘဲနဲ့စက်ရုပ်ဆန်ခါတာလို့ကျွန်တော်ထင်တယ်လေအဲ့တော့ကျွန်တော်မှ chance ဆိုလို့ suppose like ကန်လိုက်တဲ့ရှုတော့ target ပေါ့တကူးရှိမယ် gap ဆိုလဲဝင်လာပြီးတော့ ဘရက်ဒလီထိုးပြလိုက်တာချိုးပြလိုက်တာမိုဆာလာချိုးပြလိုက်တာတလုံးများထောင်ကန်ပြစ်တယ်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်နေလဲဆိုတော့ကျွန်တော်မြင်တာပေါ့လေကျွန်တော်တို့ player တွေအကုန်လုံးကလေ့ကျင့်ရင်ခွင်းမှာဒီကစားကွက် formation နဲ့ဒီသူတို့ရဲ့ဟိုကစားကွက်ပိုင်းဆိုင်ရာကိုပြင်ဆင်နေရတဲ့ပဲဂိုးသွင်းမလေးချင်းပြစ်ကြဘူးလားမသိဘူးကန်လိုက်ရင်မူးဘောထောင်ရတာနဲ့ဂိုးသမားတက်တဲ့ကန်တာနဲ့ဘေးချော်ကန်တာနဲ့ဒီ finishing ဘိုင်းကိုမလေးချင်းပြစ်ဖို့နဲ့တူတယ်သူတို့ရဲ့လေးချင်းနဲ့ time table မှာ finishing ပိုင်းလေးကျင့်တဲ့ကိစ္စလေးတွေမပါခဲ့ဘူးထင်တယ်။နောက်ပြီးတော့ Liverpool ကို set piece တွေကို coach လုပ်တဲ့နီးပြားကိုလည်းကျွန်တော်ဒီနေ့လေးတော့လေ့လာဖို့လိုတယ်လို့ကျွန်တော်လိုတော့မယ်လို့ထင်တယ်။ဘာလို့လဲဆိုတော့ကျွန်တော် set piece မှာတုံတုံကရင်မခုန်အောင်ဗျာ။ကျွန်တော်ယင်ခုနာဆိုလို့ van dyke တိုက်ရင်တိုက်မယ်ကိုနာဒီတိုက်ရင်တိုက်မယ်ပေါ့ဗျာ set piece မှာဒါပေမဲ့ပြီးခဲ့တဲ့ real ပွဲမှာတော့ mike ellison တိုက်ခဲ့ပါတယ်ဒါဒါကဆယ်ကားတခါပါ arsenal လိုအသင်းမျိုးဆို set piece တိုင်းယင်ခုန်ရတယ်ဗျာကျွန်တော်ဆိုလိုချင်တာအဲ့တော့ set piece ကို ကိုစလုပ်တဲ့နီးပြားကိုလည်းကျွန်တော်တို့သူ့သူ့လူရွက်ချက်တွေသူမြင်နေရတယ်ဗျာပွဲတိုင်းဇက်တိုင်းမြင်နေရကျွန်တော်တို့ဒီမှာလည်းစက်ပြီဆိုရဲအဘောလုံးဟိုဘောအခွင့်အရေးတစ်ခုကအရင်အမောင်းမြင့်มาတဲ့လူတွေကပို့ပြီးတော့တပန်းတာတယ်လေကျွန်တော်အတင်းမှာအရင်မောင်းမြင့်တဲ့လူတွေအများကြီးပဲဥစားဂက်ဘူဗန်ဒိုက်ကိုနာတီ ATK ဣဆက်ဟမ်အကုန်မြင့်ကြတာကြီးပဲသူတို့တိုက်လို့ရတာပဲဒါပေမဲ့ရေမခုံအောင်ဗျာသိလားအဲ့တော့စက်ပြီဆိုလူတော်ကျွန်တော်တို့မှာလူအပ်ချက်တွေအများကြီးပါ တော့ဘွဲလုံးကိုပြန်ပြီးခြုံငုံပြီးသုံးသပ်မယ်ဆိုရင်မန်ချက်စတာစီးတီးကိုရှုံးသွားတာကျွန်တော်တို့ကျွန်တော်တို့ရဲ့ခြေစွမ်းညံပြင်းမှုနီးပြူကငဲ့အဲကစားကွက်ပိုင်းဆိုင်ရာညံပြင်းမှုကစားသမားတွေရဲ့အဲစိတ်တဲ့ပိုင်းဆိုင်ရာလိုအပ်ချက်တွေဆိုကျွန်တော်တို့ရှုံးတာရှုံးတာကယာကန်တို့အများဆုံးပါခုနပြောသလိုပေါ့အကြောင်းအရာများစွာတွေကအဲအဲဒိုင်လူကြီးတွေရဲ့ဟိုတပွဲတစ်မျိုးဟိုစိတ်ခံစားမှုတိုင်းဆုံးဖြတ်နေတာမျိုးတွေဟိုအင်ရှင်အသင်းရဲ့အားသာချက်တွေကတော့ဒါအစိတ်ပိုင်းအနည်းစီနဲ့ပါတာပေါ့ ဒါပေမဲ့ရှုံးတာကိုကျွန်တော်လက်ခံရမယ်ဒါပေမဲ့တစ်ဖက်အသင်းကကောင်းလို့ကျွန်တော်တို့ညံ့လို့ရှုံးနေဆိုတာကိုကျွန်တော်လက်ခံပါတယ်အဲ့တော့ဘာပဲပြောပြော စိတ်ကတော့လျှော့ထားလာပြီပေါ့လေငါတို့စီလက်ရှိချန်ပီယံဆိုတဲ့ဥစ္စာလေးနဲ့ပဲဒီနှစ်မှာတော့ကျင်းနေရတော့မယ်နဲ့တူတယ်ဘာလို့ဆိုတော့ငါတို့စီနောက်ဖြစ်လာမယ့်ချန်ပီယံတခုချန်ပီယံအသင်းကိုတိုက်တယ်လွှဲပေးရဖို့ဒီစီဇန်တစ်ခုလုံးကို အပျော်ကံပေးနေတယ်ဆိုတော့စိတ်နဲ့ပဲဖြတ်သန်းလို့ရမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်တို့အသင်းကဟိုဘယ်လိုခေါ်မလဲ Anas Anaslo မှာဒီကစားကွက်မြန်မာနောက်ကစားကွက်ဒီဒီအဲဒီမီးပြူပါမြန်မာနောက်မီးပြူပါဆိုရဲ့ option အရင်နေတဲ့ဒီပြလို့ကျွန်တော်ထင်တယ်ကျွန်တော်တို့ jargon clock ကိုအရင်သတိရ jargon clock ပွဲတပွဲပေါ်မှာအချင်းကပ်မှုတွေပွဲတပွဲပေါ်မှာ စိတ်အားထက်သန်သွားစိုက်ထုတ်မှုတွေကအရင်ကြောက်စရာကောင်းတယ်။သူလူစားလေးလိုက်ပြီဆိုတခုအပြောင်းလဲဖြစ်တော့မယ်ဆိုတာကျွန်တော်တို့ရင်ခုန်ပြီးတော့ပြောင်းလဲချက်တွေပြန်ရှင်းတယ်။အာနက်စလော့ကအဲ့ဒီခံစားမှုမပြီးဘူး။သူလူစားလဲတဲ့အရင်ယူတယ်ကျွန်တော်ပြောတော့မောတဲ့လူနဲ့မမောတဲ့လူလဲွားတာကြာ။ကစားကောပဲဆိုင်ရလဲတာမဟုတ်ဘူး။ကျွန်တော်ပြောတာဂိမ်းကစားသလိုပဲဂိမ်းကစားလို့ရှိရင်သိရမလား။ကျွန်တော်တို့ပလေယာတွေရဲ့ဘေးမှာဟိုအယုတ်လေးတွေရှိတယ်ဗျာ။ဟို emoji အယုတ်လေးတွေ အာညီနေပြီရှာထွက်နေပြီဆိုလို့ရှိရင်စိတ်နေတဲ့ကောင်းနဲ့ကျွန်တော်လဲတာလေအဲအဲ့အဲ့အစင်းလောက်ပဲကျွန်တော်မြင်တယ်အဲ့အစင်းလောက်ပဲကျွန်တော်မြင်တယ်မောနေတဲ့ကောင်းမမောတဲ့ကောင်းနဲ့လဲတာဗျာမီးစနစ်ပိုင်းဆိုင်ရာဗီယိုပိုင်းဆိုင်ရာနဲ့ကစားကွက်ပိုင်းဆိုင်ရာချင်းဖို့လဲလိုက်တာလို့မျိုးတော့ကျွန်တော်မထင်ဘူးဟာဒီကောင်မောနေပြီပဲမမောတဲ့ကောင်းဝင်ဆိုပြီးတော့လဲလိုက်တာလို့ထင်တယ်အဲ့တော့ honest log ကတော့ကျွန်တော်တို့အတင်းအတွက်အဲလက်ရှိမှာတော့ကျွန်တော်သူ့ဘော်ယုံကြည်ထားတဲ့ယုံကြည်ချက်ကတော့40%လောက်ပဲရှိတော့ အဲ honest လို့ကျွန်တော်တို့အတင်းကိုဟိုရေရှည် Premier League ရဲ့ title challenger အနေနဲ့နှစ်တိုင်းဖြစ်ဖို့ယုံကြည်ရတဲ့နီးပြတယောက်ဆိုတာကျွန်တော်၄၀ရာခိုင်နှုန်းတော့ပဲယုံကြည်တော့တယ်။သူ့မှာအဲ့လို option တွေမရှိဘူး။အဲ့ဘာပြောပြောမနေ့ကအရှုံးတွေလက်ခံပါလေ။ဒါပေမဲ့စိတ်ထဲမကောင်းတာကနီးပြကောဘောလုံးသမားတွေကောငါတို့ဒီလက်ရှိ champion တွေဖြစ်ကြစီဆိုတဲ့စိတ်လေးမရှိတာတော့စိတ်မကောင်းပါဘူး။ စိတ်လေးရှိပြီးတော့နောက်ပွဲတွေကိုကျွန်တော်တို့အားပေးရသူတွေမြန်တပန်းလောက်အောင်ကြိုးစားပေးနိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။လီဗာပူးစီလက်ရှိချန်ပီယံဆိုတဲ့အင်္ဂလိပ်ပရီးမီးယားလိချန်ပီယံဆိုတဲ့စိတ်လေးတော့ရှိပေးကြပါလို့ဤပြတွေရောအသင်းသားတွေရောတောင်းဆိုကြပါဗျာ။အားလုံးကျေးဇူးများတင်ပါတယ်။ You will never walk alone.